ကလေးမြို့နယ်မှာနှစ်ပတ်ကျော်ကြာလက်စစ်မီပြတ်တောက်နေတဲ့အတွက်ဒေသခံတွေဟာနေထိုင်ဆက်သွယ်ရေးမှာအခက်အခဲတွေဖြစ်နေပါတယ်။လင်းရင်ပေးပို့ထားပါရခင်ဗျာ။စကိုင်းတိုင်းကလေးမြို့မှာဖေဖော်ဝါရီလ14ရက်ကစပြီးလက်စစ်မီပြတ်တောက်နေတဲ့အတွက်နေ့စဉ်နေထိုင်ဆက်သွယ်ရေးမှာအခက်အခဲတွေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။လက်စစ်မီမရတဲ့အတွက်ထမင်းချက်ပြုတ်တာနဲ့ရေရရှိဖို့အခက်အခဲတွေဖြစ်နေတဲ့အပြင်လက်စစ်မီစားတို့အသုံးပြုနေရတဲ့ထင်းမီသွေးနဲ့တနိုင်တစ်ပိုင်မီထုံးမို့အတွက်အသုံးပြုကြတဲ့ တည့်စီပစ္စည်းတွေလည်းဈေးမြင့်တက်လာတယ်လို့ဆိုပါရစေ။လျှက်စင်မီမပြတ်တောက်ခင်ကမီးသွေးတိတ်ကို7800ရှိခဲ့ပေမဲ့မီးပြတ်တောက်ပြီးနောက်မှာတော့မီးသွေးတိတ်ကို7000အထိမြင့်တက်လာတယ်လို့ကလေးဒေသခံအမျိုးသမီးတယောက်ကပြောပါရစေ။ကလေးတွေဆိုလို့ရှိရင်ကွာဒီမှာ line ပေါ်မှာစတဲ့နေကွာအဲသူတို့ကြောင်းနေမထားဘူးလေနော်။အဲဆိုအဲ့အဲ့ဟာခက်ခဲဖြစ်တယ်။ဒါပြီးတော့မီးမရှိတဲ့ခါကျတော့ခက်ခဲဖြစ်ပေမဲ့လို့ညရတယ်ဆိုရင်လည်းမစိုးဘူးပြောမှာပေါ့နော်ရေတွေပါတင်လို့ပြုတ်လို့လေအခုကရေတင်ပွဲရစာမားတော့မှာကုန်ခက်ခဲဖြစ်တယ် အဲ့ဒီဖုန်းတစ်လုံးကိုဥပမာကွာတစ်ထောင်ဆိုလို့ရှိရင်ပါဝါဘတ်တစ်လုံးကို1500ပေါ့တချို့ကလည်းအဲ့လိုသွင်းပြီးအဲ့လိုသွားသွင်းရတာအပ္ပစံရှိတဲ့လူတွေဖွေရတော့မီးဆက်နှုတ်ရင်လို့ဆိုလာနဲ့သုံးရင်သုံးအဲ့လိုမျိုးပေါ့မရှိတဲ့လူလန်းစားတွေဖွေရတော့တအားခက်ခဲတာပေါ့မောင်လေးရဲ့အဲ့လိုမျိုးတရက်စီပစ္စည်းတွေဟာလည်းအနာမသိရင်ကတည်းကလေးနှစ်အတွင်းမှာ5000လောက်ထိမြင့်တက်သွားပြီးကုန်စည်နှုန်းကြီးမြင့်မှုကြောင့်စားဝတ်နေရေးကိုဦးစားပေးရုန်းကန်နေရတဲ့ဒေသခံတွေဟာတရက်စီပစ္စည်းတွေဘက်ကိုမလဲနိုင်တဲ့အခြေအနေရှိနေတယ်လို့တရက်စီပစ္စည်းရောင်းဆိုင်တွေစီကသိရပါဗျာ လက်စစ်ပစ္စည်းတွေဈေးနှုန်းမြင့်တက်တာဟာတဆင့်ဝယ်ယူရတဲ့ရောင်းကိုယ်စားလှယ်တွေစီမှာဝယ်ယူရတဲ့ဈေးနှုန်းမြင့်တက်တာနဲ့တရုတ်စရိတ်များပြားတာတွေကြောင့်ဖြစ်တယ်လို့လက်စစ်ပစ္စည်းရောင်းဆိုင်ရဲ့တာဝန်ရှိသူကပြောပါတယ်ဝေကူလူတွေလည်းခဲမှာတိတ်မရှိကြဘူးကျွန်တော်တို့အရင်တော့ဆိုရင်မီးတွေပဲပြတ်တယ်ပါညာဆိုလို့ရှိရင်သူကဆိုလာတွေဝယ်ကြတယ်ဗီဒီယိုတွေဝယ်ကြဒီလိုဝယ်ကြတာပေါ့နော်အခုတော့လည်းလူတွေနှုတ်လို့လို့မရှိဘူးဒီလိုပဲတိတ်ပြီးတော့လည်းမဝယ်နိုင်ကြဘူးလို့ဖြစ်တာစာဝတ်နေရေးအတွက်ပဲနည်းနည်းလုံးမနေရတဲ့ဘောလောက်ဖြစ်သွားတယ်ကျွန်တော်ကြည့်ရတာ ဒါဆောင်20လောက်ကနေစရင်အခုချိန်မှာဆိုကျွန်တော်ပြောပြမယ်အဲအဲကွန်နဲ့ကျွန်တော်ပြောပြမယ်အဲကွန်တစ်လုံးကအဲ့ချိန်ကဆို2သိန်းလောက်ရှိရကျွန်တော်အဲကွန်တစ်ကောင်တစ်လုံးက2သိန်းလောက်ရှိရအခုဆိုရင်အဲကွန်တစ်ကောင်တစ်လုံးက10သိန်းလောက်ရှိရလျှက်စင်ပြီးပြတဲ့အတွက်ကလေးချင်းတောင်တွင်းကအချင်းသားတွေပါသုံးရင်နဲ့ချိုးရီအတွက်အခက်အခဲတွေရှိသလိုတချို့ရက်တွေမှာရေမချိုးဘဲနေရတာတွေရှိတယ်လို့ကလေးချင်းတောင်နဲ့နေဆက်သူကပြောပါတယ်မီးပြတ်ပြီးဆိုရင်တကယ်အချင်းသားတွေက၄ရက်လောက်ရေမချိုးရဘူးလို့နောက်တောက်ရီရလည်း ဒီလာတဲ့ဒီရေတန့်စစ်တဲ့ဖစ်တာအလုံးမလုံးတော့နဲ့တောက်ရေခတ်ပြီးဆိုရင်လည်းရေစစ်နဲ့တော့စစ်လို့မရတဲ့နုံးနယ်တွေပါရေဝဝကြီးတွေအဲ့ဒီလည်းတောက်ရတယ်ရေမတန့်ဘူးပေါ့နောက်ချိုးရေလိုမျိုးမိတွေပါပြက်ပြီးဆိုရင်အဲ၃ခွဲ၄ခွဲလိုပဲရခွဲသေးလေးနဲ့အဲ့ဆိုရေချိုးလို့ဘယ်လိုမှဖြစ်ဘူးပုံမှန်ချင်းတွေတော့မှ15ခွဲလောက်ပဲရတယ်ခွက်ကတကယ်တီးတီးပက်ပက်လေးပေါ့နော်အချင်းနောက်မှာရှားပါးဆုံးကတောက်ရေ၃ရေပဲ ကလေးမျိုးမှာတော့လျှက်စစ်မီးဟာဖေဖော်ဝါရီလ14ရက်ကစပြီးပြတ်တောက်နေတာတိုက်ပွဲတွေကြောင့်လျှက်စစ်ဂျိုးပြတ်ကျနေတဲ့အတွက်တာယောက်ပြုပြင်ဖို့မလွယ်ကူသေးဘူးလို့ကလေးမျိုးလျှက်စစ်ရုံတာဝန်ရှိသူကလူမှုကွန်ရက်မှာအတည်ပြုထားပါတယ်ကျွန်တော်လင်းပါ